ျွန်တော်လူးဆိုင်ဒါပေမဲ့ကျွန်တော်တို့ရှင်းရှင်းလေးပဲကျွန်တော်တို့တော်လိုင်းကြီးကိုထူပါလာပြီဆိုရင်တော့တူတူတူသိရမလားကျွန်တော်တရုတ်မကလို့သိရမလားငကားအဖေဖြစ်ဖြစ်ကျွန်တော်တို့ဒီချိန်မှာတော့ပြန်ပြီးတကွာလောက်တော့ပြန်ပြဖို့လို့ဒါပဲတော်မြင်တယ်အဲ့တော့ဒီကောင်ကစောက်ကလေးလို့ခေါ်တယ်ဆိုတော့အဲစောက်ကလေးတိညာပေါ့နော်ခလေးတောင်စီးမြံကမ်းမဲ့အလိုမျိုးစကားကိုဟိုမစင်းသားမစင်းညက်ဘုံနောက်တိညာမဲစွာနေမပြောပါဘူးစီးအเจ้าမဲ့နားလေလူပဲသွားမိသွားမိနော်ဥလိเจ้าနားလေလူသွားမိသွားမိအဲ့ဒီလိုကောင်မျိုးတွေပြောတဲ့စကား ဘယ်ဒီဘယ်ကိုတက်ရောက်ပါလဲဆိုတော့သိလားမသိဘူးသိအခုတ်ပြထစ်ပြတက်ပြဖက်ပြလိုင်းမော်ကိုတင်းလိုင်းမော်သူရင်းပြောခဲ့ဘူးလေဂရင်းမစ်စီလို့သိပါတယ်ဟုတ်လားလိုင်းမော်ဒီမစ်စစ်တယ်ဖိုးလောင်ကြိုက်သေးတယ်လို့ပြောတော့ပြီလားဟုတ်ကဲ့နော်အဲ့တော့ငင်းနေပြောခဲ့ပြီးတော့စကားရှိရတယ်တနက်ကလည်းလည်းဘယ်တော့မှစစ်သားဖြစ်ဘူးတနက်ကလည်းလူကြီးကဘယ်တော့မှစစ်တမ်းဖြစ်ဘူးဘာဖြစ်လို့လဲအဲ့ဒီစကားအတိတ်ပဲကိုတချို့လေပဲလူတွေနားလဲမှာမဟုတ်တချို့အတွေ့ပိနေတဲ့လူတွေနားလဲမှာမဟုတ်ဒါပေမဲ့သိရှိနားလဲလူတွေတော်မကြီးအားကြောင့်အဲ့လိုပြောတာလေ အကိုရင်းတို့သူတွေကကီကြီးတက်နေတဲ့ကလေးတောင်အဲ့လိုမျိုးစီမံကမ်းမဲ့လက်လွတ်စပယ်စကားအောင်ပြောပါနော်ပြောလိုက်ရင်ဒေါ်လာကြီးရအောင်ဒီဒေါ်လာကြီးပြီးတော့အိမ်ပြန်နှစ်ဆပြီးတော်ရရပါရတယ် generation generation ဆက်ကျွန်ခံလိမ့်မယ်တယောက်ပြန်လာလို့ရခဲ့ရင် generation ဆက်ကျွန်ခံလိမ့်မယ်လို့ပြောတာပြီးသားဟုတ်ပြီလားမင်းတို့အမြဲတမ်းဟိုဟိုပူးမပေးပြောပါရယ်ပြိကန်နေကြီးကတကယ်မူးကြီးရတာတွေတော့တရုတ်နိုင်ငံသားတွေဘာလို့မီးလို့ကိုရီးယားနိုင်ငံကဘယ်နိုင်ငံရောလဲတိရောတိလားမကြသေးခင်က လေချောင်းလိုင်းနေရာစနော်ဆိုင်ငယ်လိုက်ကီကီဘက်ကလေကီကီဘက်ကတကယ်တမ်းကီရင်ကပိုင်းတော့စစ်ကောင်စီကဘာလို့လေးနဲ့ဘုံမချေတာလဲနိုင်ငံကနိုင်ငံသားတွေအများကြီးရှိတယ်အီသီယိုးပီးယားနိုင်ငံတွေကအစိမ့်တော့အီသီယိုးပီးယားနိုင်ငံသားတွေတောင်ရှိကိုနိုင်ငံသားတွေအခြားနိုင်ငံသားတွေအများကြီးရှိတယ်နိုင်ငံကစီးပွားစီးကတရားဥပဒေနဲ့လွှဲပြောင်းရတယ်ဟုတ်ပြီခုမှမင်းတို့မျိုးတစ်မျိုးတစ်နှစ်တိုက်ရမယ်နှစ်90လောက်ပြန်တိုက်ရမယ်ဆိုတော့ ။ဟောဘာတမ်းမအောင်တော့ဒိုင်နမိုက်ကိုကွက်ပြီးအကုန်ခွဲနေတာမင်းတို့လိုင်းဝင်လို့မတွေ့ရဘူး။ဟင်ကိုဒိုင်နမိုက်ကဲပြီးမြည်လန်းနေတာ။နေ့90လောက်တိုက်ရမယ်ကောင်းကြီးအတန်အောင်တော့အဲ့တော့အဲ့ဒီလိုအုံနောက်အတိညာအတိလောက်ခလေးလောက်တော့မအုံနောက်အတိညာမရှိတဲ့ကောင်းကြီးလက်နဲ့ဆွဲကင်ပြီးမင်းတို့တို့လိုင်းကြီးဟင်အောင်ရဲ့ generation တစ်ဆက်ကြုံခံပေးမယ်။ဟုတ်ပြီနော်။အဲ့ဒီနေ့ကျွေးကောက်ပွဲကဘာမှတွင်းနေကြမလို့ဘယ်ပြည်သူကမှမဲမတဲ့သူနဲ့သူနဲ့ခွေးလေးခွေးလေးနေသူခွေးတက်ကြီးပဲသူအဲ့ဒီမိုကရေစီတော့ပါလေ ီမိုကရေစီတော့ပါတယ်အတချို့ကပြောကြတယ်မြန်မာနိုင်ငံအချို့တော်လူတွေကမြန်မာနိုင်ငံကြီးညှိနှိုင်းနေတယ်မြန်မာနိုင်ငံကြီးတိုးတက်နေတယ်အဲ့တော့မြန်မာနိုင်ငံကြီးညှိနှိုင်းရင်လူတော်များဘဝတွေပြတ်မယ်လူတော်များများအဲဘယ်လိုပြောမလဲဆိုရင်ခက်ခဲသွားမယ်နော်စာဝန်တွေခက်ခဲဝင်နေမယ်အတချို့ကအဲ့ပြတ်နေတာပဲလိုချင်တာတချို့ကပြတ်နေတာပဲလိုချင်တာအဲ့ဒီမိုကရေစီဆိုတာနိုင်ငံဒီမိုကရေစီစနစ်ဆိုတာနိုင်ငံတွေကိုအုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်တွေတခုပေါ့ အတချို့ကပြောကြတယ်အဖြူတွေအနီတွေအပြာတွေအဝါတွေအစိမ့်တွေအမင်းကအစိမ့်မင်းကဖြူမင်းကအနီအဲ့ဒါဒီမိုကရေစီပဲဒါပေမဲ့ကိုယ်နဲ့အတွင်မူတိုင်းဆဲဆိုရိုင်းစိုင်းတိုက်ခိုက်လို့မရအောင်နော်ဟုတ်ပြီလားမသိအမင်းမတူအတွင်မတူတဲ့လူတွေအတူရှင်နဲ့နေထိုင်ကြတယ်ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ပါတဲ့နိုင်ငံတော်ကြည့်လိုက်ဟောဆိုပါတီကိုစားပြုတဲ့အကြောင်းလေးပေါ့ပါတီစုံဝင်ရောက်ရှိမြန်တဲ့စနစ်ကိုအဲ့တော့ပါတီတွေမှာလည်းပါတီရဲ့ချမှတ်ထားတဲ့ အရေးရှင်းကန့်ညီမှုတွေပေါ့ပါတီစီမင်းစည်းကမ်းတွေလည်းပါတီရဲ့အဲတတ်မှတ်ထားတဲ့ UC ရဲ့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေလည်းကန့်ညီရတယ်ပေါ့အဲ့လိုပဲလွတ်တော်အမတ်ကိုယ်တော်လောင်းနေမှာလဲသူတို့ရဲ့အရေးချင်းစီမင်းစည်းကမ်းတွေနဲ့ကန့်ညီမှုရှိရတယ်ပေါ့အာတွေ့ရလူတော့ဝင်ရောက်ရှင်မယ်လို့တော့မရဘူးနော်ဒါအယူရှင်းဆုံးနားလည်အောင်လွယ်ဘူးအောင်အပြပြတာပေါ့အဲ့တော့တောင်ကိုရီးယားဘာလို့မှဆိုတချို့သူပြောကြတောင်ကိုရီးယားဆိုရင်ဟလာအရှိတမရအောင်နောက်တမရနောက်တက်လာတဲ့တမရထောင်ထဲရောက်ဖို့လေဆိုတော့ ရောက်တာပဲ။ဘာဖြစ်လဲဒီမိုကရေစီစနစ်ပြတ်သောင်းလာမသောင်းဒီမိုကရေစီတက်ပြီစနစ်စနစ်စနစ်လူသူတယောက်ကိုကိုစားပြုတာမဟုတ်ဘူး။အဲ့ဒါစီမင်းစီကန်အာတရားဥပဒေဖောက်ပြတဲ့အခါကျတရားဥပဒေရအပြစ်ပေးခံရမှာပဲ။ဟလာဒီမိုကရေစီဆိုတာပို့ပြီးတော့တရားဥပဒေလေးစားလိုက်နိုင်အောင်မယ်ဆိုတော့အန်လီကိုတိုင်းမိုင်းနဲ့ပြောရတာနော်။ဟုတ်ပြီလား။အဲ့ဒါအမှန်တကယ်တရားဥပဒေမထီမဲ့ဘူးပါတရားဥပဒေကိုမဖြစ်မထီမဲ့ဘူးပါတရားဥပဒေကိုမလေးစားမလိုက်နိုင်တာပဲဒီမိုကရေစီရဲ့ဆန်ရှင်ဆန်တော်တွေမှာရှိတယ်เนาะ အတချို့ကတရားပြောကြတယ်အတရားဥပဒေတရားတရားဥပဒေနဲ့ညီလို့တရားဥပဒေနဲ့ညီလို့ထောင်ရရောက်တာပေါ့ဟုတ်လားတရားဥပဒေနဲ့မညီကြည့်ပါလားရှိပါအောင်မလားဟမ်ငါတို့နေရာမှာမင်းတို့ဆိုရှိပါအောင်မလားဟုတ်ပြီလားမသိဘူးအဲ့တော့ဒီမိုကရေစီဒီမိုကရေစီတို့ဗဇက်ကမဟာနဲ့မင်းမွေးခြင်းဘူးဆိုရင်မေးပေးတဲ့စနစ်ကိုမသွားခြင်းဘူးမလုပ်ခြင်းဘူးဆိုရင်ဒီမိုကရေစီဆိုတာဗဇက်ကမဟာနဲ့အာရိုင်းတိုင်းချင်းနဲ့ပြောစားတာ ကျွန်တော်မသိတဲ့တခုတော့မေးမယ်ခင်ဗျားတို့ခွေးစကားပြောတယ်လားအော်ခွေးဘာပဲခွေးဘာညာစကားပြောကြခင်ဗျားတို့ခွေးစကားပြောတယ်လားခွေးစကားနားလေလားဟမ်ဒီနေရောမျက်လုံးလေးတွေဖွင့်ထားနားလေးတွေစွန့်ထားအုံနောက်ဆိုတာကအကောင်းဆိုးခွဲခြားတဖို့ပါလာတာเนาะအုံနောက်ပါလာပြီးအကောင်းဆိုးအကြောင်းအကျိုးကိုခွဲမခြားနိုင်ဘူးဆိုရင်မခွဲခြားနိုင်ဘူးဆိုရင်ခင်ဗျားတော်တော်ညံ့နေလို့ပဲ နော်ပြီးတော့တည်စေချင်တာကဒီအကျန်းဖက်လမ်းစဉ်ကိုမထောက်ခံတိုင်းပြည်သူမဟုတ်ဘူးဆိုတဲ့ခမရတို့ရဲ့ပိတ်နေတဲ့အတွေ့တွေအရင်ဖယ်နော်အဲ့လိုအဲ့ဒါကိုအရင်ဖယ်လိုက်ပြောရမှန်မိပါလိမ့်တယ်တခါကဒါတိုင်းနာလက်နက်ကင်ကြီးအကြောင်းနဲ့နော်ဒီ PDF တွေအကြောင်းကျွန်တော်ပြောပြတဲ့အခါကျတော့ကျွန်တော်မင်းကဒါဘယ်လိုပြောရမလို့နှစ်ပေါင်း90လောက်တိုင်းပြည်ကိုမွေးအောင်အုပ်ချုပ်လာတဲ့စစ်တပ်ကိုထောက်ခံနေတာဘာညာပေါ့ကျွန်တော်ပြောတာသူတို့ဖြစ်နေတဲ့အရှိအရှိတရားကိုကျွန်တော်ထောက်ပြတာပါမမဆိုင်ဘူးဒီဘက်နဲ့ ကျွန်တော် ပြောပြတာရှင်းရှင်းလေးဒါဒီသူတို့ပြင်ရမယ်လေသူတို့မှားနေတဲ့ချက်တွေရှင်းဒါကျွန်တော်ပြောတာဆိုတော့အော်ဒါဒီနေရာလေးပြင်နေတယ်ဆိုရင်သူတို့တောင်သိရအောင်မှာဒါတွေကစဉ်းစားနိုင်ရမှာအုံနောက်ဒီပါလာရက်တာနဲ့အဲ့ဒါကိုဘယ်လိုပြောအောင်သူတို့အနေနဲ့ကတော့ဘိုင်းကော့လို့ပေါ့ဘာညာဒီကောင်မခေါ်မပြောဘူးပေါ့အဲကျွန်တော်နဲ့ဖယ်သွားတယ်ဆိုတဲ့ကောင်ဆိုကျွန်တော်အနေနဲ့ရှင်းတယ်ဘရုစီယာမှာဘာလူချင်းမှုနဲ့မှပေါင်းထတာမရှိဘူးဘယ်ကောင်မှကျွန်တော်ဘာလိုချင်မှုမှပေါင်းထတာမဟုတ်ဘူး။ရောက်ပေါင်းကြည့်ပေါင်းပေါင်းကြည့်နေဆိုတဲ့ style နဲ့နေလာတာ။တယောက်မှမဖြစ်ရင်တယောက်ထဲနေမယ်နိုင်ကြီးတက်တာလေ။ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ့เนาะကိုနဲ့မတူကိုရန်သူလုံနေတဲ့အတွေးခေါ်ပိုင်းဆိုင်ရာမှာတော်တော်ကြီးကိုချုံယွင်းနေတဲ့ဒီလိုလူတွေနဲ့ကတော့အပေါင်းတင်းမလို့ရလဲဘာမှဆုံးရှုံးနေတာတော့မရှိဘူးလစ်မနေခြင်းရှင်းရှင်းပဲယနေ့ကလူတော်များများလူငယ်တော်တော်များများပေါ့ဒီအကြမ်းဖက်လမ်းစဉ်ကိုမကြိုက်ကြဘူးဒါပေမဲ့တို့အတန်တွေတိတ်နေတယ်ဆိုတာကဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးအမြင်မတူရင်ရန်သူဆိုပြီးတော့เนาะချီးပိန်းနေများနေလို့ ဒါတော်တော်များများကလည်းဒါတချို့ကမပြောဘူးဆိုတာကမိသားစုရဲ့ဒါလုံုံရေးအခြေအနေတွေကြောင့်ကိုရီတာရဲ့အခြေအနေတွေကြောင့်နောက်ပြီးခုနကပြောလို့လို့ပဲဒါငပိတ်တွေများတဲ့ခါကျတော့အဲ့ငပိတ်တွေနဲ့ဝေးမှာကြောက်နေကြတာတော်တော်များများကတော်တော်များများကမှားမှန်းလို့သိနေတယ်မထောက်ခံဘူးဒါပေမဲ့တို့ကမထောက်ခံဘူးလို့သွားအော်လိုက်လို့ရှိရင်အဲ့အုံနောက်မရှိတဲ့အဲ့ငပိတ်တွေငပိတ်တွေကဟဲ့လားသူ့ကိုမပေါင်းတော့မှဘူးသူကစိုးရိမ်ပြီးတော့တို့တော်တော်များများကမပြောကြတာကျွန်တော်ကတော့ရှင်းတယ်အဲ့ငပိတ်တွေငပိတ်တွေ 电话没打给你種种，哪里得到嘞？是海南表哪里得到嘞？阿罗明来吧，今天这八角钱嘞，是说办了五百。去到买个中山家门之前出来，哎，这个，五万家喽，看看有看，就来来包了，也、pues, 有看又包了家伙。哎呀，大片的料嘞，啊、你讲，哎，这个，去到买中山家门才大嘞，你包白包的有，没白包。 လည်းမပြောဘူး။ငူကြိုက်တဲ့လူကိုပေးပေါ့မကြိုက်မပေးနဲ့လေ။မကြိုက်တဲ့လူကိုမပေးနဲ့။တဲ့တဲ့လူပေး။ဒါမှမဟုတ်ငူကြိုက်တဲ့လူကမရှိဆိုရင်လိုက်လာသွားကြတော့အဲ့နောက်ကိုအဲ့လိုပဲပြောရမှာလေ။နောက်တော့မကောင်းဘူး sorry ပြန်။နော်။သူတို့ဒါရိုးလေးရိုက်တာပဲလေ။အဲ့မှာပါလဲပထမဆုံးဒီပေါက်သွားတာတော့ဒါရိုက်တာကိုမိုက်တီပေါ့ကိုမိုက်။ပေါ့ကျော်ကျော်ထွက်စီလာနောက်တစ်ယောက်ရဟိုဟာသလူကျန်တော့အုံတိုင်းရယ်ဒိုက်တာဘုံမိုက်ကတော့ထားပါအစနဲ့ပြောလဲနေပါတယ်ရဲတော့ပါကျော်ထွက်စီရတော့ဘာမှမပါဘူးသူကသူ လူပညာအလုပ်လည်းမလုပ်အောင်သူနာကြီးလေးရောင်းလိုက်ဗာလေးရောင်းလိုက် online ကနေစင်ပြေကနေသူကသူဥကြပေါက်ပြီးမှပေါက်သွားတာအုံတိုင်းကတော့ဘာမှမပေါ့နိုင်ငံနားလည်းလည်းမပေါ့ဘူးပြောရတော့သွက်လက်ကိုကြည့်မရလို့ဗျာပြောရသွက်လက်ကလီကားထဲမှာနေရာတခုရထားတယ်ကျွန်တော်ကြည့်ကြည့်ကြည့်တာတော့နော်အဲ့ဒါကြောင့်တော့သွက်လက်ကိုကြည့်မရလို့အုံနဲ့ဝေဖန်တာဒါပါပဲကျွန်တော်သူတို့လည်းမခင်ပါဘူးဒါပါအဲ့အဲ့ကြောင့်ပြောချင်တာမပေါ့ဘူးသူတို့တွေလည်းအဲ့လောက်ဒီဟာကြီးပြောချင်တာမဟုတ်ဘူးဟုတ်ပြီ တရားရွေးကောက်ပွဲမလုပ်ရဘူးအာမပေးဘူးဆိုတော့ဘယ်လိုလဲကျွန်တော်တို့ကဒီစစ်တပ်က6လတကြိမ်တက်တန်းတို့6လရင်တက်တန်းတို့ဒီလိုပဲစစ်တပ်အုပ်ချုပ်တဲ့အောက်ကိုပဲတောက်လျှောက်သွားရမှာလားကျွန်တော်တို့ကအဲ့လိုဖြစ်နေပြီတရားလို့ပြောတာဒီမိုဒီစနစ်လိုချင်တာဆိုဒီရွေးကောက်ပွဲဆိုတာဒီမိုဒီရဲ့အခြေခံအရေးကြီးဆုံးအချက်မဟုတ်ဘူးလားရွေးကောက်ပွဲလုံးအောင်ပေါ့မလုပ်လို့မလုပ်ရမှာတော့ညီတို့ပါ အော်ခိုင်ကြလေနော်ခင်ဗျားတို့ပြောတော့ကြဒီမျိုးစီလိုချင်ဒီမျိုးစီရွေးကောက်ပဲလုပ်ရရတော့လေခင်ဗျားတို့မဟုတ်ဘူးဟာအမှန်တော့ဒီလိုပါဗျာပုံရင်ပြောရအောင်ရွေးကောက်ပဲမလုပ်စီရှင်ဘူးဆိုတာကဒီခုကောင်းစားနေတဲ့လူတွေနေရာလေးတခုရနေတဲ့လူတွေသူတို့ကနေရာလေးကြောက်သွားမှဆိုတဲ့လူတွေပါအဲ့ဒီလူတွေကရွေးကောက်ပဲနေရာကြောက်မှလေလုပ်စားဖို့ဝင်ဝင်မရှိတော့ဘူးနေရာလေးကြောက်သွားမှအဲ့တော့ဆိုရင်လုံးကန့်ကွက်နေတာပါဒါကြီးကရှင်းပါတယ် တော်တော်လည်းခင်ဗျားတို့တော်ရပါဗျာအဲ့လောက်နေတယ်ခင်ဗျားတို့ဒီပတ်စံကြီးနဲ့မဲ့နေတယ်နော်ဘာမှလည်းမဟုတ်တရားကြီးနဲ့အဲ့တော့ကျွန်တော်တို့နိုင်ငံကလူပြီးတော့တခုရှိတာကျွန်တော်တို့ကနိုင်ငံပုပ်ကိုကြီးကိုယ်ကမှုအရင်များတယ်အာဒေါ်စု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 နဲ့ဟုတ်ပါတယ်တော်ပါတယ်ကျွန်တော်လည်းကြိုက်တယ်ကျွန်တော်ပြောမှဆိုရင်ဒါ NLD ကိုကျွန်တော်နှမျောတယ်ရှင်းပြောဒါအမှန်ဆုံးပြောတာပါဒီနေ့ချက်စက NLD ကျွန်တော်အရင်နှမျောတယ်ဘယ်လိုဖြစ်သွားတာအမှန်ကဖြစ်ရမှာ NLD က ဘောပေါ်တော့အတိုက်ခံနေပဲနေလိုက်ရမှာအတိုက်ခံတော့အရန်တော်တယ်ဟိုတက်လာတဲ့အစိုးရကိုထိန်းချောင်းပေးဟိုတက်လာတဲ့ပါတီကိုထိန်းချောင်းပေးအဲ့လိုမျိုးဆိုရင်မိုက်တယ်အတိုင်းထားလိုက်ရင် NLD ကမိုက်တယ်အခုပါကဗျာဟိုကအတိုက်ခံမဟုတ်နဲ့ဟိုအာဏာလေးရရောဘာမှလည်းမလုပ်တတ်ဘူးမလုပ်တတ်မကင်တတ်နဲ့ဟိုငားတက်လာပြည့်သွားတယ်ငားပွဲရငါစားရယူမှာဟိုလိုဒီလိုနဲ့ပြီးသွားတာပဲအမှန်ဆိုရင်အတိုက်ခံတဲ့ဆို NLD မိုက်တယ် ပြက်လာတဲ့အစိုးရတဲ့တိတိတင်းကြောင်းမိဒါပဲနော်အခုရဲ့အစိုးရလည်းပြေဟိုဟာတိုင်းပြည်လည်းအကြက်တဲ့တွေ့ရောဘာမှကိုမရှင်းတတ်ဘူးနော်ဘာမှလည်းမလုပ်တတ်ဘဲနဲ့အခုလိုဖြစ်ကုန်တာအခုကြာကိုင်းလည်းပြောရကျွန်တော်ဒီအခုတိုင်းပြည်အခုလိုဖြစ်တာဘာကြောင့်မသိလားအဓိကတည်းကဘယ်လိုသိလားဒေါ်လန်းသူကြီးဒေါ်လန်းသူကြီးကြောင့်ဖြစ်တာဘာဖြစ်လို့တော့တမန်တော်ကပြောတယ်လေနော်တဆူကြီးတို့ကဒါဆွေးနွေးအောင်မအီးဘာညာဒီရေကောက်ပဲမဲမသာဖြစ်တယ်ဘာညာပြောတာလက်မခံဘူးတကယ်တမ်းဆိုရင် ဒီလမ်းကိုဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဆိုတာသူပိုသိတာဟောကျွန်တော်တို့တာမန်လူဆောင်သိသေးတာဗျာသူပိုသိအောင်ဗောသိလည်းသိတယ်သိသိနေကိုပြည်သူနဲ့တက်မှာတော့တက်ကြပြီချပေးခဲ့တာဟောတော့တော်ဆိုးတာဒီပဲကြီးအောင်မှာလို့ငါတော့ကောသွားတာနော်အားကြောင့်မလို့ဒါမဲ့ကျွန်တော်တို့ကတော့ပြောရရင်တော့ဟောဒေါ်သန်းသိရှိရနေလဲခင်ဗျားတို့သိပါတယ်ခင်ဗျားတို့အဲ့လောက်ကြိုက်ရင်လည်းမီယာမှုနဲ့လားနောက်ကလိုက်သွားကြပါလို့ကျွန်တော်အဲ့လိုပဲပြောရမှာပဲ ဒါမဲ့တခုရှိတယ်ဗျကျွန်တော်ရှူတော့တခုကနေပြန်ကြည့်ပြီပြန်တွေးကြည့်တာအဲ့ရှူတော့ပြန်ကြည့်ပြန်လဲဒေါအောင်ဆန်းစစ်ကြီးကျေးဇူးတင်ဖို့ကောင်းတယ်တကယ်ကျေးဇူးတင်တယ်ဘာလို့ကျေးဇူးတင်လဲအဲ့တော့မဲတမောင်ဖြစ်တာဟုတ်လားအကောင်ဖြစ်တာဟုတ်ဒီထားပါတော့မဖြစ်တော့လဲအောက်ငန်းနဲ့ဆိုလို့ပဲဆွနေလိုက်မယ်ရအောင်ကြည့်ပြီးတော့လာဒီခံပြီးမှဆက်သွားမယ်ဆိုရင်နောက်ငါးနေ့စာအနေကြီးဆက်ပြီးအာနာရမယ်ဆိုရင်တတ်မဲ့တော့လဲရောင်းဘယ်ရောင်းနဲ့ရောင်းမှန်းတော့မသိဘူး တိုင်းပြည်လည်းဘာတွေဖြစ်နေမှန်းတော့မသိတော့ဘူးစောက်ပြတ်သက်သွားမှာမတွေးဝဲနေတာသူဒီလမ်းနဲ့ရေးသွားတာလေတခြားရှိတော့ပြန်ကြည့်ရင်တော့လေကျေးဇူးတင်တယ်ကကောင်းတယ်ဒါကျွန်တော်တွေးပါနော်ကျွန်တော်တွေးကြည့်တာမောရင်သွားပြီတိုင်းပြည်ကဘလို့ဘလို့ဖြစ်တော့မှန်းတော့မသိဘူးနောက်ငါးနှစ်လာအနာရကြည့်တယ်ဒီလိုပြောသူတက်ပြတ်သက်ဒီလမ်းနဲ့ရေးသွားတာလေကျေးဇူးတော်တင်မှုကောင်းတယ်နော်ဒါကျွန်တော်တွေးပါနော်အဲ့တော့ကျွန်တော်ကတော့ဘာပြောချင်တာလဲဆိုတော့ဒီရေကောက်ွက်ကိုကျွန်တော်ကမဲလေးပေးမယ် မဲပေးရောမကဘူးဒီရွေးကောက်ပွဲကြီးအောင်မြင်မြင်နဲ့ချောချောမွေ့မွေ့နဲ့ချင်းမြောက်ဖို့ပြီးမြောက်ဖို့လေကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီသွားမှာပါလို့နော်အဲ့ဒါလည်းပြောတာပါဟုတ်